ဒီနေ့ကတော့မိုးတွေကလည်းအရန်အသေးနေတယ်အောက်မှာရေတွေလည်းကြီးနေတယ်။နေကင်မိုင်းမိုးအေးအေးလေးနဲ့ရင်းရွေးချမ်းလေးရဲ့အိမ်မှာစိုက်ထားတဲ့ကစုံရွက်လေးနဲ့မြင့်ခွာရဲ့တုပ်လေးကိုစားမယ်အပြင်းပြင်းနေလဲစားလေးပေါ့နော်။သမင်းလေးနဲ့음ဒီကစုံပင်ဆိုရင်3လလောက်ရှိနေပြီ။တောက်လျှောက်ကူစားနေတာ3လပဲကားတော့မလဲ။ လေးလားလောက်ရှိပြီအာကစုံရဆိုရင်ဝယ်မစားရတာကြာပြီပေါ့နော်ကစုံပင်နှစ်အိုးရှိရတောင်းလျှောက်ကိုခူးလိုက်အညွန့်လေးထွက်လိုက်ခူးလိုက်ထွက်လိုက်နေပေါ့နော်ဒါဆိုရင်ခူးထားတာနှစ်ရက်သုံးရက်လောက်ပဲရှိသေးတယ်အမှတူလားကရုံဖြစ်နေအဲ့ဒါကိုအညွန့်တသေးလေးတွေနဲ့ပြီးတော့အရွက်လေးတွေနဲ့အဲ့နူရာလေးတွေထပ်ခိုးပြီးတော့ထပ်ပြီးတော့တုတ်စားမလို့ပေါ့နော်။ဒါဆိုရင်မြင်းခွာရက်ပေါ့နော်။မြင်းခွာရက်ကလည်းမခူးလို့မကုန်ကတုံးတုံးလိုက်ရတယ်။မစားတာကြတော့ तू က အိုးကလည်းတေးတော့လေမဆန့်တော့အကုန်ရင်းကုန်တာပေါ့နော်အဲ့ဒါကြောင့်မလို့အကုန်ခူးလိုက်တယ်သူမိုးရိပ်မှုလို့လားမသိဘူးအဖေနဲ့အရန်တန်တယ်သိလားအမှန်တော့လေကျမကနေလေစားကိုလက်ဖက်တုပ်လေးနဲ့ယူနီလေးနဲ့ထမင်းလေးနဲ့အဲ့လိုလေးပေါ့နော်အပြင်းပြေစားချင်တာလက်ဖက်နဲ့မတဲတော့ဒီကစုံရက်နဲ့မြင်းခွရက်စိန်လေးကိုမြေပဲစီချက်လေးနဲ့တုပ်စားလိုက်တယ်